ီနေ့တော့ကဘာပေါ်ကလူတော်တော်များများကိုနေ့တိုင်းလိုလိုချိဆက်ပေးနေတဲ့ platform တစ်ခုအကြောင်းပြောပြချင်ပါတယ်။ဟုတ်ပါတယ် Facebook ရဲ့ဆက်လံပါပဲ။ Facebook ဘယ်လောက်တောင်ကြီးမှလဲဆိုတော့ဒီကိင်္ဂနံနဲ့စကြည့်ရအောင်။2.7 billion ဒါကပါကိင်္ဂနံလဲဆိုတော့ Facebook ကိုလာစင်ပုံမှန်တုံးနေတဲ့လူဦးရေပါ။ပြောရရင်ကမ္ဘာအကြီးဆုံးနိုင်ငံနဲ့နိုင်ငံကလူဦးရေကိုပေါင်းလိုက်တာထက်တောင်များနေပါသေးတယ်။နောက်တစ်ခုဒေါ်လာ16ဘီလီယံ ီလောက်များတဲ့ပမာဏက Facebook က Messaging app တစ်ခုဖြစ်တဲ့ WhatsApp ကိုဝယ်ခဲ့တဲ့တန်ဖိုးပါ။အဲ့ဒီချိန်ကဆိုရင်နိဗိညာလောကမှာအကြီးမားဆုံးဝယ်ယူမှုတွေတဲကတစ်ခုလဲပေါ့။ပြီးတော့ number 10ဒီကိန်းကဏ္ဍကတော့ခုနကပြောခဲ့တဲ့ဒီ social media လုပ်ငန်းစုကြီးတစ်ခုလုံးကို Facebook, Instagram, WhatsApp အကုန်လုံးကိုချုပ်ကင်ထားတဲ့မိခင် company အရေးအတွက်ပါပဲ။တစ်ခုတည်းပေါ့။ဒါပေမဲ့ဒီလိုကဘာကိုလွှမ်းမိုးထားတဲ့လုပ်ငန်းစုကြီးじゃ ဟာဗတ်တက်ကတူအဆောင်လေးတစ်ခုကနေအငင်းမွားစရာအစမ်းတမှုတစ်ခုကနေစခဲ့တယ်ဆိုတာကိုယုံနိုင်ကြမလားအစကတော့ဒီလိုပါဟုတ်ပြီဇလန်ကတော့2003ခုနှစ်ဟာဗတ်တက်ကတူရဲ့အဆောင်အခန်းတစ်ခုမှာအစပြုခဲ့တာပါ Facebook ဆိုတာမဖြစ်လာခဲ့မှာ Face Mesh ဆိုတာရှိခဲ့တယ်ဒါက Mark Zuckerberg ဖန်တီးခဲ့တဲ့ website တစ်ခုပေါ့သူကဘာလုပ်ခဲ့လဲဆိုတော့တက်ကတူရဲ့ server တွေကို hack ပြီးចောင်းသူចောင်းသားတွေရဲ့ထပ်ဖုံတွေကိုယူတယ်ပြီးတော့ဘယ်သူကပို့ဟော့ဖြစ်လဲဆိုတဲ့ပုံစံမျိုးနဲ့ရှင်ခိုင်းတဲ့ game တစ်ခုဖန်တီးခဲ့တာပါ ခွင့်ပြုချက်မရှိဘဲနဲ့ပေါ့ face mask ကတော့တော်တော်လေးအရင်ပွားစရာဖြစ်ခဲ့ပြီးတက္ကသိုလ်ကလည်းချက်ချင်းပဲပိတ်ခိုင်းခဲ့ပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချက်တစ်ခုကတော့သူကတတ်တည်ပြသွားတယ်ဘာလဲဆိုတော့နိုင်ပိုင်းအတွင်းမှာပဲလူရပေါင်းများစွာဝင်သုံးခဲ့ကြတာပါဒါကပအောင်ပြနေလဲဆိုရင် online ပေါ်မှာလူမှုရေးအရောက် chip set ဖို့လူအချက်ကဘလောက်တောင်ပြင်းထန်နေပြီလဲဆိုတာပါပဲနောက်ပိုင်းဖြစ်လာမယ့်အရာတွေအတွက်မျိုးစစ်တစ်ခုချပေးလိုက်သလိုပါပဲ ဆိုတော့ face mask အတွေ့အကြုံကိုねတင်ခန်းစာယူပြီး Zuckerberg နဲ့သူ့ရဲ့ပူးတွဲတီထောင်လူတွေဟာပိုပြီးအဖြူသဘောဆောင်တဲ့ပိုကောင်းတဲ့အရာတခုကိုဖန်တီးဖို့ရည်မှန်းခဲ့ကြပါတယ်။အဲ့ဒီလိုね2004ခုနှစ် February လ4ရက်နေ့မှာ The Facebook ဆိုပြီးတရားဝင် session လိုက်ပါတယ်။အစပိုင်းမှာတော့ Harvard ကျောင်းသားတွေအတွက်ပဲတီးတန့်ပေါ့။တကယ့်ကို exclusive club တခုလိုပါပဲ။သူ့ရဲ့အဓိက idea ကရိုးရိုးလေးအမဲ့ အဲ့ဒီခေတ်အခါကတော့တကယ်ကိုတော်လာနဲ့အတွေးခေါ်တစ်ခုပါအဲ့ဒါကတော့ profile ပါပဲဆိုလိုတာကလူတယောက်ချင်းစီအတွက်ကိုအကြောင်းကိုတပ်ဖုန်ဒီမြအဝေးလို့ရတယ်တခြားသူတွေနဲ့ချိတ်ဆက်နိုင်မယ်ကိုပိုင် digital နေရာလေးတစ်ခုဖန်တီးပေးလိုက်တာပါဒီ timeline ကိုကြည့်လိုက်ရင်သူ့ဘလောင်းမြန်မြန်ကြီးထွားလာလဲဆိုတာတွေ့ရပါလိမ့်မယ်2000လေးဖြစ်ွားရီမှာ Harvard တခုတည်းကနေစတယ်တနည်းတောင်မပြေဘူး ဒီဆမ်မာရောက်တော့တခြားတကတူတွေကိုပါချက်ထွင်ပြီးအတံဖြူသူတတန်းဖြစ်သွားတယ်။နှစ်ထောင်အားမှာရှေ့ကဒဲဆိုတာကိုဖြူပြီး facebook.com ဖြစ်လာတယ်။အရေးကြီးဆုံးကတော့နှစ်ထောင်ထောင်မှာပါ။အသက်73နှစ်ထက်လူတိုင်းအတွက်ဖွင့်ပေးလိုက်တယ်။အဲ့ဒီမှာတကယ်ပေါက်ကွဲမှုကြီးစတင်ခဲ့တာပါပဲ။အဲ့ဒီလိုတက္ကသိုလ်ရဲ့ပင်ဘက် အများပြည်သူစီကို ရောက်သွားတဲ့အခါမှာတော့ Facebook ဟာလူမှုကွန်ရက်တစ်ခုဆိုတာထပ်ပိုးပြီးကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစုကြီးတစ်ခုဖြစ်လာဖို့ခီးစတင်ခဲ့ပါတော့တယ်။အတီးကကြတဲ့တီထွင်မှုတစ်ခုကတော့ News Feed ပါ။စဉ်းစားကြည့်လေ News Feed မပေါ်ခင်ကဆိုရင်တငယ်ချင်းတွေဘာလုပ်နေလဲတီးချင်းသူတို့ profile တွေကိုတစ်ခုချင်းစီလိုက်ဝင်ကြည့်ရတာ။ News Feed ကတော့အဲ့ဒီအချက်လက်အလုံးကိုကိုယ့်ရှေ့ကိုအလိုလျောက်ရောက်လောင်းလုပ်ပစ်လိုက်တာပါ။ ဒါကကျွန်တော်တို့တရင်အချက်လက်တည်းယာယူသုံးဆွဲတဲ့ပုံစံကိုလုံးဝကိုပြောင်းလဲပြီးထည့်တာပါသူတို့ရဲ့နေရာကိုပိုပြီးခိုင်မအောင်လို့တော့ Facebook ကတုံးခဲ့တဲ့နီလန်းကတော့ရိုးရိုးလေးပါမရှင်းနိုင်ရင်ဝယ်လိုက်ဆိုတာပါပဲတပ်ပွန်လောကကိုစုမိုးထားတဲ့ Instagram message လောကကိုစုမိုးထားတဲ့ WhatsApp နောက်ပြီးအနာဂတ်အတွက်ယဉ်နီးမြောင်နာမှုဖြစ်တဲ့ Oculus VR အကုန်လုံးကိုဝယ်ယူပြီးသူတို့ရဲ့ imperative ကိုဆွဲသွင်းခဲ့ပါတယ်။ဒါပေမဲ့ဒီလိုအရှင်ရဟုန်နဲ့ကြီးထွားလာတာတောစာအာနာတွေကြီးမားလာတာတွေက တ်တိပခါတဲ့ဝေဖာမှုတွေမရှိဘဲနဲ့တော့ဖြစ်မလာခဲ့ပါဘူးမှန်ပါတယ်ဒီလိုရှင်ဟုံနဲ့ကြီးထွားလာမှုတိုင်းမှာသူရဲ့နောက်ဆက်တွဲပြဿနာတွေရှိစင်မြဲပါဖေဆိုရဲ့အောင်မြင်မှုခရီးလန်းကလည်းတရားရေးဆန်ရာအမှုခဲနေလူခွဲစည်းပုံသူရဲ့တက်ရောက်မှုနဲ့ပတ်သက်တဲ့မေဟွန်းထုတ်စရာတွေနဲ့ဖြစ်နှက်မိခဲ့တာပါစင်ခေါ်မှုတွေကအစိုးကြီးအနေကရှိခဲ့တာပါဥပမာသူရဲ့မူလရှိကိုကိုခိုးခဲ့တယ်ဆိုပြီးဝင်းကလဘော့စ်ကြီးကတရားဆွဲခဲ့တာမျိုးကနေဆက်လို့ ုံးဆွဲသူတွေရဲ့ကိုရေးကိုတာအချက်လက်တွေကိုကင်တွယ်ဖို့တရမားတွေပြန့်နှံ့တာကိုမထင်းချုံနိုင်တာနောက်ပြီး2006အမေရိကန်ရွေးကောက်ပွဲလို့နိုင်ငံရေးဖြစ်တဲ့ပေါ်လွှမ်းမိုးခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေအထိအငင်းပွားမှုတွေနဲ့အမြဲတမ်းရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီနောက်ဒါကကျွန်တော်တို့ကိုလက်ရှိအချိန်စီကိုပြန်ခေါ်လာပါပြီဒီအချိန်မှာတော့ကုမ္ပဏီဟာသူတို့ရဲ့အနာဂတ်အတွက်ရည်မှန်းချက်တွေမှာအကြီးအကျယ်ပြောင်းလဲကောင်းမဲ့ပုံကိုအချက်ပြလိုက်ပါပြီအငင်းပွားမှုတွေနဲ့ပြည်နေတဲ့ဆဲဆွနဲ့တခုလောက်အကြာမှာတော့ကုမ္ပဏီကအကြီးစားပြောင်းလဲတခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ် 2021မှာ Facebook Inc နဲ့ Meta Platforms Inc ဆိုပြီးနာမည်ပြောင်းလိုက်တာပါ။ဒါကတို့က social media company တခုဆိုတာထက်ပိုကြီးမားတဲ့အရာတခုကိုဥတည်နေပြီဆိုတာကိုကဘာကိုအတိပေးလိုက်တာပါပဲ။ဒီ Meta ဆိုတဲ့နာမည်ကတစ်ပြန့်စကူးရင်ဝတ္ထုတွေထက်က Metaverse ဆိုတဲ့စကားလုံးကနေယူထားတာပါ။တို့ရည်မှန်းနေတာကလက်ရှိကျွန်တော်တို့သုံးနေတဲ့ phone screen တွေရဲ့အလွန်မှရှိတဲ့အနာဂတ်တခုပါ။အလုံးလုံးဖို့ကစားဖို့စစ်တွေ့ပြောဆိုဖို့အတွက် 3D virtual world တွေထဲကိုကိုယ်တိုင်ဝင်ရောက်သွားနိုင်မဲ့ င်တာနက်ရဲ့နောက်ထပ်မျိုးဆက်တွေတစ်ခုပေါ့တက္ကသိုလ်ကျောင်းသားတွေရဲ့ဓာတ်ပုံတွေကိုရင့်တဲ့ website လေးတစ်ခုကနေကျွန်တော်ရဲ့ digital ဘဝတစ်ခုလုံးကိုပုံဖော်နိုင်မဲ့ virtual universe တစ်ခုကိုတိဆောက်ဖို့ကြိုးစားလာတဲ့အထိ Facebook ရဲ့ဇာတ်လမ်းကတကယ်ကိုမပြီးဆုံးတဲ့ပါဘူးနောက်ဆုံးအနေနဲ့စဉ်းစားစရာမြင်ကွန်းတစ်ခုကတော့ဒီ virtual ကဘာတစ်ထဲမှာကျွန်တော်တို့ဟာအချင်းချင်းပိုပြီးနှိစက်လာကြမှာလားဒါမှမဟုတ်အရင်ကတောင်ပိုပြီးအထီးကျန်သွားကြမလားဆိုတာပါပဲ